။အစ္စလမ်ဘာသာဝင်တွေဟာတမန်တော်မြတ်မိုဟာမက်ရဲ့ဆုံးမဩဝါဒလမ်းညွှန်ချက်အတိုင်းဝါကျွအစ်နစ်ကိုနှစ်စဉ်ပျော်ပျော်ရွှင်ရွှင်ကျင်းပမယ်ဖြစ်ပါတယ်။ရန်ကုန်မြို့ပေါ်ကအစ္စလမ်ဘာသာဝင်တွေရောအစ်နစ်ကိုဘလို့ဖြတ်တန်းခဲ့ကြလဲ။မောအစ်လိုအများပြည့်တဲ့ဒီအစ်နစ်ဟာဝါကျွတ်ဘွဲတော်လေးဖြစ်တာကြောင့်ဥပုပ်ဆောင်တဲ့ကာလပြီးဆုံးပြီးဝါကျွတ်ဘွဲတော်မှာမွတ်စလင်တွေဟာအလာရှင်မျက်စီမှာဝတ်ပြုဆုတောင်းကြတာပဲဖြစ်ပါတယ်။ဘလို့ဆုတောင်းမှုတွေပြုလုပ်ကြတာပါလေ တလလုံးကတော့အားလုံးဒါအခုပြောတော့14နာရီနဲ့45မိနစ်ကျွန်တော်တို့ကဟိုအဲဥပုပ်စောင့်ရတယ်ဆိုတော့ဒီတလလုံးထားထားတဲ့အတွက်ကိုဒီသူဥပုပ်စောင့်ထားတဲ့လူတွေရဲ့တောင်းတဲ့ဆုတောင်းမေတ္တာကိုဘုရား အလာရှင်များအနေပြီးတော့ဟိုလက်ခံတော်မူမယ်ဒီနေ့ဒါကြောင့်အားလုံးစုပြီးတော့တောင်းတယ်ကျွန်တော်တို့တိုင်းပြည်ပြည်ပလာတဲ့ကိမစီလေယာစိုက်ပြုကိစ္စတွေအားလုံးတိုးတက်ကြီးပွားဖို့နော်အားလုံးကိုအဆစအရာရာအဆင်ပြေဖို့အတွက်ဒုက္ခရောက်နေတဲ့လူတွေကိုလည်းဒုက္ခမှာခင်းလို့ဖို့ဒါတွေကကျွန်တော်တို့ဒီနေ့ဘို့ဒီနေ့တောင်းရင်အလာရှင်များလက်ခံတော်မူရတဲ့အတွက်ကိုဒီနေ့အားလုံးအခုကဝတ်ပြုပြီးတော့နောက်ဆုံးတောင်းတဲ့သူကအဆုတောင်းကြတယ်အဲတောင်းပြီးတော့ အင်းဒီမှာတော့မွတ်စလင်တွေဟာအလာနှစ်သက်တဲ့ပုံစံအတိုင်းပျော်ပျော်ရွှင်ရွှင်ဆင်နွှဲကြတာလည်းဖြစ်ပါတယ်အလာနှစ်သက်တဲ့ပုံစံအတိုင်းဆိုရမှာတော့အင်းဒီမှာကျင့်သုံးဆောင်ရွက်ရမယ့်အချက်73ချက်ဆိုပြီးလည်းရှိပါတယ်ဒီလိုမော့အစ်အပီ85ရဲ့အကြောင်းမှာအမဲအစ်ဆိုပြီးနောက်ထပ်အစ်တစ်မျိုးလည်းရှိပါသေးတယ်ဘာသာပေါင်းစုံလူမျိုးပေါင်းစုံစုပေါင်းနေထိုင်ကြတဲ့မြန်မာနိုင်ငံမှာရင်ကျေးမှုပေါင်းစုံဓလိပေါင်းစုံစုံညီစွာနဲ့ပွဲတော်မျိုးစုံကိုနှစ်ပေါင်းများစွာကလွတ်လွတ်လပ်လပ်ကျင်းပလာခဲ့ကြပါတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေးပြဿနာတွေကြောင့်အစ္စလမ်ဘာသာဝင်တွေရဲ့အစ်ပွဲတော်ကိုလည်းကျင်းပဖို့အချို့နေရာတွေမှာအခက်အခဲနှဲငယ်ရှိနေတယ်လို့မိုဟာမက်အစ်စမိုင်ကဆိုပါတယ် ရန်ကုန်မြို့အနေထားနဲ့ပြောပြောမယ်ဆိုတော့ကျွန်တော်တို့လွတ်လွတ်လပ်လပ်အကောင်းဆုံးအေးအေးချမ်းချမ်းပဲအားလုံးအစီအစဉ်လုံးလုံးလာခဲ့ပါခင်ဗျာဒါပေမဲ့ကျွန်တော်တို့လူနည်းစုရှိတဲ့မွတ်စလင်လူနည်းစုရှိတဲ့နေရာတွေလူတွေအတွက်တော့ဒါအခက်အခဲတွန့်ရတူတော့ရှိခဲ့တာပေါ့ရှိခဲ့တယ်ဒါရှိတယ်ပေါ့အဲ့လိုမျိုးအနေချင်းတော့ရှိခဲ့တာရှိအခုလက်လက်တွေ့လဲမှာတွေ့တယ်ပြန်မဲ့ဒီတလားဥပုဆောင်ထားတဲ့အတွင်မှာပဲဟိုပလီနှလုံးမီးရှို့လိုက်တယ်မာညာဒါတွေကဟိုလူနည်းစုရှိတဲ့နေရာတွေမှာဒီလိုမျိုးအခက်အခဲတော့ရှိတာပေါ့နိုင်ငံကမှလည်းအစ္စလာမ်ဘာသာဝင်တွေရဲ့အစ်နစ်တွေအတွက် အစိုးရရုံးပိရက်တွေထားပြထားပြီးမြန်မာနိုင်ငံမှာလည်းမုံအစ်အတွက်အစိုးရရုံးပိရက်ထားပြီးရင်ကောင်းမယ်လို့ဆိုလာသူကမူတီဟာဘီဘူလာပါကျွန်တော်တို့ဒီနိုင်ငံမှာအားလုံးတဟဇာတာဖြစ်အောင်နေကြတယ်ဆိုတော့ဒီလိုနေတယ်ဆိုတာလည်းဘာသာတိုင်းမှာရှိတယ်ကျွန်တော်တို့မှာတော့နှစ်နှစ်ရှိတာပေါ့နော်8ကတော့နှစ်ရက်ဖြစ်တဲ့အတွက်တစ်ရက်မှာတော့ကျွန်တော်တို့ ဒီကော်ရဘာနီအစ်မာ တော့ကျွန်တော်ထင်တယ်ဂက်ဇက်ဟောလီဒေးဖြစ်အစိုးရအသက်မှတ်တယ်ဗောနော်ဒီဒီမှာဒီနေ့ကိုတော့မသက်မှတ်ထားဘူးတချို့ကလေးတွေဆိုရင်ဒီနေ့ဆောင်ဝဲဖြစ်ရမယ်အဲ့ဒီလူလေးတွေနည်းနည်းလေးပြဿနာလေးတွေရှိတာဗောဒါကတော့ဟိုနိုင်ငံတော်အစိုးရအနေနဲ့ဒီလိုနေ့တွေမျိုးတွေကိုနည်းနည်းစီစဉ်ပြီးတော့သူတို့အတွက်အဲ့လိုပေါ့ခွင့်ရေးပါလေးတွေဟိုကြောင်းတက်ဟိုအနာကြားကွင်းပေါ့နော်ဒါမှမဟုတ်လို့ရှိရင်တရားဝင်အဲ့ဒီလိုမျိုးဂက်ဇက်ဟောလီဒေးမဆိုအဲ့လိုမျိုးလုပ်ပေးနိုင်ရင်တော့ဒါအတိုင်းထက်အလုံးပေါ့ မြန်မာနိုင်ငံမှာမုံအစ်ရဲလို့လူသိများတဲ့အကြောင်းကတော့မုံချိုတွေအများစွာပြုလုပ်စားကြတဲ့အစ္စလမ်ဘာသာဝင်တို့ရဲ့ဓလေ့ကြောင့်လည်းဖြစ်ပါတယ်။ဒီမုံအစ်မှာတော့မပါမဖြစ်လုပ်စားကြတဲ့မုံကတော့စမိုင်ပါ။စမိုင်ပြုလုပ်နေအကြောင်းကိုလည်းဒေါခင်အေးမြင့်ကအခုလိုဝေမျှခဲ့ပါသေးတယ်။အိုတကြားရေတဲလိုက်မယ်တကြားရေကောင်းကောင်းစုအောင်လုပ်ပြီးချလိုက်နောက်တော့အိုးမှာကြတော့ဟိုထော့ပတ်တီခါလာစီတွေထည့်ပြီးတော့ ဒီတကြားကြီးကိုစီတက်လိုက်စီတက်ပြီးတော့ကောင်းကောင်းစူပြီးဆိုရင်စမိုင်ကိုထက်ထက်ပြီးတော့အပေါ်အောက်နီးထက်ပြီးတော့ဖလှက်လိုက်မလို့စင်းဝယ်တယ်လို့စင်းကိုကောင်းကောင်းစူအောင်လုပ်ပြီးစမိုင်ထဲမှာဟိုမူငင်းအားတွေဘယ်လိုစားလဲခတ်ထအဲ့လိုလိုအန်တီတို့ကတတ်တတ်ချက်ထားတယ်ဘာလို့ညနေအထိတော့ fresh ဖြစ်နေပေါင်းထားရင်ချင်းသွားမှာဆိုလို့အဲ့ဒီဟိုစမိုင်ကိုထက်အဲ့ဒီနို့ကိုထက်တော့ ဟိုဟိုအလေးဘာဒန်စီတွေနောက်နောက်တစ်ခုဘယ်လိုခေါ်လဲမသိဘာမှလည်းမခေါ်တော့အဲ့ဒါတွေထည့်ပြီးစား